ခင်မင်္ဂလာပါမျိုးတို့ရေဒီနေ့လဲမစွန်ခဲ့ပြန်ဘူးပေါ့နော်ဒီနေ့လဲမစွန်ခဲ့ပြန်ဘူးဘာဖြစ်လို့မစွန်ခဲ့လဲဆိုတော့ထိတ်ကအောင်းနေနော်6ထိတ်ညနေပိုင်းမှာအောင်းနေမနေ့ပိုင်းရတော့ဗျာရက်ဆက်လုံးအာကြီးပါနော်3 3ဆိုပဲပြန်ကနန်းနေကြီးပဲနော်အဲ့မှာနောက်တော့ကမနေ့ပိုင်းရတဲ့ကီးရဒီကီးမှာအောင်းနေညနေပိုင်းမှာလည်းဒီကီးမှာအောင်းနေကျွန်တော်တို့ဒီတစ်ပတ်ထူးထူးဆန်းဆန်းဖြစ်သွားတာကကျွန်တော်အနေနဲ့ကီးနှကီးပြတ်သွားတယ်နော်ကီးနှကီးပြတ်သွားတယ်အဲနောက်တော့ကဝမ်းကျင်းမှာလည်းဒီဝမ်းကျင်းက မအောင်ခဲ့ပဲနဲ့ဒီ1ချိန်မှာရှစ်ကော3ဝထိပြီးတော့ညာဝမနဲ့ကောအောင်သွားခဲ့တယ်နော်ဒီ1ချိန်ဒီ1ချိန်လေးကိုကျွန်တော်ဆက်ပြီးတော့ကြည့်ရမယ်နောက်တစ်ခုကဒီမှာဒီအခွေဒီအခွေရတဲ့ကျွန်တော်က88ကိုကျွန်တော်ကသွားပြီးတော့ဥစားပေးလိုက်တယ်နော်ကျွန်တော်ဒီကောင်းနဲ့ဒီဒီလိုဟာကိုဥစားသွားပေးလိုက်တယ်ဒီကောင်းနဲ့ထိနေတာကိုဥစားသွားပေးမယ်ဆို68ကိုဥစားပေးရမယ်သဘောပေါ့နော်ဒါပေမဲ့88ကိုကျွန်တော်တော့ဥစားပေးလိုက်တယ်ထွက်သွားတော့68ဆိုပြီးကျွန်တော်တို့ရိုက်သွားတယ်နော်68ဆိုပြီးဒီအခွေရလဲသူတောင်းသူခြေွားတယ်ထို့အတူပဲဒီကောင်း ီကောင်ကလည်းအခုဆိုရင်68เนาะ68ဆိုပြီးတော့၄ချိန်တီတီကျွန်တော်ဒီတစ်ပတ်ထွက်သွားပါတယ်ဗျเนาะ၄ချိန်တီတီထွက်သွားပါတယ်เนาะကဲအဲ့တော့ကျွန်တော်တို့ကျွန်တော်ဒီတစ်ပတ်လုံးလုံးအသုံးမကျသေးပါဘူးဗျเนาะအဲ့တော့အသုံးမကျသေးတဲ့အတွက်တချို့လဲဟိုမကြိုက်လို့မကြည့်တော့ဘူးဆိုတော့လဲသဘောပေါ့เนาะကျွန်တော်ကတော့ဘူးမှာအာရမကြီးတော့တိုက်တွန်းပြီးမဲမဆွဲပါဘူးเนาะကဲအဲ့တော့ကျွန်တော်20လေးစလိုက်ရအောင် တနည်းလေးပဲစတော့မယ်ဗျာနော်အာအာသိမ့်မရှိဘူးနော်ဒါပေမဲ့ကျွန်တော်တို့တောက်ကြနေတော့နောက်ဆုံးပိတ်အဲ့နဲ့လွယ်နေအောင်တော့ကျွန်တော်နည်းနည်းလေးပြကြရလေးရှိတယ်အောင်မယ်ထင်ပါလေထင်ပါပဲလည်းပဲပြောရတယ်ပေါ့နော်အောင်မမယ်တော့ကတော့အာမခံလို့မရပါဘူးအဲ့တော့ဘယ်ကစမလဲဆိုတော့669ကနေစမယ်ဗျာ669 639 ခွန်နှစ်395ခွန်နှစ်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ပါတယ်เนาะအဲ့လိုထွက်ထားတာကိုကျွန်တော်တို့တွက်ပါမယ်အဲ့လိုထွက်ထားတာကိုတွက်မယ်ဆိုရင်ဘယ်လိုတွက်လဲဆိုတဲ့အခါကျတော့ဒီ9အဲဒီနှစ်ဒီခွန်ရဲ့ဒီ9ရဲ့ပါနှစ်ပါတဲ့เนาะနှစ်နှစ်ရပါပါဒီခွန်ခွန်ရနှစ်ခတ်ဒီ3ညနှစ်ခွန်3ညဆိုတော့ကြီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားလဲကြည့်လိုက်ရအောင်တစ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 ်တယ်မအောင်ပါဘူးဗျာ 3ခွန်နဲ့3ခွန်မှာကျွန်တော်တို့ခွန်တစ်လုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့3ခွန်မှာခွန်တစ်လုံးထိပြီးအောင်ခဲ့ပါတယ်ကဲနောက်တစ်ပြုံတပမယ်ခွန်8 8 4 8 9 2 3 9 9 9 2 3 9 3 9 9 3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  အဲ့ဒါကိုကျွန်တော်တွေ့ပါမယ်တွေ့မယ်ဆိုတဲ့အခါကျတော့ဒီခွန်ရဲ့တဲ့ဒီ9ရဲ့ပဲထပ်ပေါင်းရပါမယ်တဲ့ပေါင်းတဲ့အခါ2နေ့ရပါဝါခွန်ခွန်ရဲ့နှက်ကက3ည2ခွန်3ညဆိုတော့ကြီး3လုံးပဲဒီမှာထပ်ရပါတယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့5ခွန်5ခွန်နဲ့5ခွန်မှာကျွန်တော်တို့ခွန်တစ်လုံးထိပြီးအောင်ခဲ့ပါတယ်6 3ည6 3ည6 3ညမှာလည်း3ည3လုံးထိပြီးညရောမနေ့ကောအောင်ခဲ့ပါတယ်မျိုးတို့ ကဲနောက်တစ်ပြင်တော့တွက်ပါမယ်နှစ်ခွန်3ခွန်3ခွန်3ညာ4 9ညာ3ညာ4 9ခွန်4 9 9ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်ဒီ3ရဲ့တဲ့ဒီ4ရဲ့ပေါ့ခွန်နဲ့ခွန်ရဲ့ပါဝါ2 2နဲ့ခက်ခက်4ခွန်2 4ဆိုတဲ့ကီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုရဲ့ခါကြတော့16 တိချောက်တယ်မအောင်ပါဘူးခွန်ရှိခွန်ရှိတဲ့ခွန်ရှိမှာကျွန်တော်တို့ခွန်တလုံးထိပ်ပြီးအောင်ခဲ့ပါတယ်အမျိုးတို့ကဲနောက်တစ်ပြုံတွက်ပါမယ်3468 3468 7133 7133ခွန်1968ခွန်1968ဆိုပြီးတော့ဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ် ဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်ဒီ6ကေဒီ1ကေပေါ့ခွန်ခွန်ရဲ့ပါဝါ2နေ့ရက်နှစ်ခက်က4ခွန်2 4ဆိုတဲ့အသုံးလုံးမဲ့ဒီပြင်မှာထပ်ထွက်ရပါဦးမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားလဲကြည့်လိုက်ရအောင်ခွန်ခွန်နဲ့ခွန်ခွန်မှာကျွန်တော်တို့ခွန်တစ်လုံးထိပြီးအောင်ခဲ့ပါတယ်တင်ငါတင်ငါတင်ငါမှာတော့မအောင်ပါဘူးဗျကဲနောက်တစ်ပြုံးတပါမယ်မြင်ရှိရှိချက် ခွန်ရှိရှိချောက်လေးခွန်ရှိလေးလေးခွန်ရှိလေး6ခွန်တိခွန်6ခွန်တိခွန်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကို ကျွန်တော်တွေ့မယ်ဆိုရင်ဒီရှိကဲဒီခွန်ရဲ့ပေါက်5ပါတဲ့5ရဲ့ပါဝါ3ည3ည2ခက်ကခွန်5 3ည9ဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့2 2 2 2တဲ့မအောင်ပါဘူးဗျာ2 2 ငါးသုံးနဲ့ငါးသုံးမှာတော့ကျွန်တော်ငါးတလုံးထိပြီးအောင်ခဲ့ပါတယ်အမျိုးလို့ကဲနောက်တစ်ပြန်တပါမယ် ni 6 3 9 ni 6 3 9 5 ni 7 5 ni 7 7 6 4 7 6 4ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ3 9နဲ့ဒီ6နဲ့ပေါ့6ပါတဲ့6ရဲ့ပါဝါ1 1ရဲ့နှက်ခက်က8 618ဆိုတဲ့ကီး၃လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားလဲကြည့်လိုက်ရအောင်80နဲ့80ခွန်မှာ80တလုံးထိပြီးအောင်ခဲ့ပါတယ်9နှစ်9နှစ်တဲ့9နှစ်မှာတော့မအောင်ပါဘူးဗျနောက်တစ်ပတ်တွက်ပါမယ်တင်း9 33 33 39 26 39 26 3923သုံးညာနှစ်83ညာဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါလေးကိုတွက်မဲ့ဆိုရင်3ရဲ့2ကပေါ့5ပါတဲ့5ရဲ့ပါဝါ3ညာ3ညာရဲ့နှစ်ခက်ကခွန်5 3ညာ9ဆိုတော့ကီ3လုံးဒီပြန်มาထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့ရှင်5တဲ့ရှင်5မှာကျွန်တော်တို့5တလုံးထိပြီးအောင်ခဲ့ပါတယ်ကို9ရဲကို9မှာလဲ9တလုံးမထပ်ထီးပြီးညာအောင်မနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့

ခွန်ခွန်နဲ့ခွန်ခွန်မှာခွန်တလုံးထိပြီးအောင်ခဲ့ပါတယ်၄၅တဲ့၄၅မှာလေ၄တလုံးထပ်ထိပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့ကဲအဲ့ဒါဆိုရင်ကျွန်တော်တို့ကကဲနောက်ဆုံးအိတ်နဲ့လွင်နိုင်မှုအတွက်ဒီကီတီထုတ်ကြည့်လိုက်ရအောင်၄၃၃ရခွန်၄၃၃ရခွန်၄၅၁၃၄၅၁၃၃၁၆၈3 t 68ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ် အဲ့တော့ဒါလေးကိုကျွန်တော်တွက်ပါမယ်တွက်မယ်ဆိုတဲ့အခါကျတော့၃ညရဲ့တိကယ်ပါ1ပါတဲ့တိရဲ့ပါဝါ6 6နဲ့ခက်က9တိ6 9ဆိုတဲ့ကီ၃လုံးဒီပြင်မှာထွက်ရမယ်တဲ့ဟောအဲ့ဒီမှာကျွန်တော်တို့ကီထိတ်ကလေးတွေနဲ့ကြည့်လိုက်ရအောင်ကီထိတ်ကီထိတ်ကတော့ဒီကနေ့လဲထပ်မှန်ပါတယ်နော်ကီထိတ်ကီထိတ်ကဘာရတယ်လဲဆိုတဲ့အခါကျတော့ ဲ့တော့ဒီကကီးထိတ်က9 6 1ခုနကီးရိုးရိုးကဗာလဲကီးရိုးရိုးက169တဲ့169ဟောအဲ့ဒီမှာကျွန်တော်တို့ကကီးရောဟိုထိတ်ရောသွားတူညီနေပြီသွားတူညီနေတဲ့အခါကျတော့ကျွန်တော်တို့ဒီမှာဟိုဟိုမာစတာကီးလေးတွေကိုကျွန်တော်ပြောပါမယ်မာစတာကီးတစ်ခုကတော့ဒီကနေ့မှာဖောင်းဖြစ်သွားပါတယ်เนาะ အဲ့တော့ master key တခုကပါလဲဆိုတဲ့အခါကျတော့အဲ့တော့ကျွန်တော်တို့ပထမ key က၄2 66အော်6ဟုတ်လားအဲ့တော့ဒီမှာကြည့်ရင်ဒီမှာ96ဒီမှာလဲ96ဆို96တွေကသွားပြီးတော့ဟိုကဖြစ်နေများနေเนาะအဲ့တော့ကျွန်တော်တို့ဒီမှာနောက်တစ်ခါကြည့်မယ်ဆိုရင်နောက်တကီးကဘာလဲဆိုတဲ့အခါကျတော့နောက်တကီးကကျွန်တော်တို့6 6 6 6 6194 6194တဲ့အဲ့တော့ကျွန်တော်တို့ကအဲ့ဒါလေးတွေကိုကျွန်တော်ကဘယ်လိုလုပ်မလဲဆိုတဲ့အခါကျတော့အမျိုးလိုမှတ်မိမယ်နော်အဲ့မှာမှတ်မိမယ်ဆိုတဲ့အခါမှာကျွန်တော်ပြောချင်တယ်ဒီမှာဒီမှာဒီမှာ၄ break ဒီမှာ၄ break ၄ break ၄ break လို့ညနေပိုင်းတူညီလာရင်တဲ့နော်အဲ့တော့ကျွန်တော်တို့ဗာလဲ1 chain က1 chain က1 နှစ်ခွန်အချိန်ပါတဲ့နော်နှစ်ခွန်အချိန်နောက်တကကျွန်တော်တို့တောက်ကြနေတိုင်းတောက်ကြနေတိုင်းထွက်တဲ့ဝမ်းကြီးကလည်းနှစ်ခွန်ပဲဖြစ်နေပါတယ်နော်ခွန်နှစ်ခွန်နှစ်ဖြစ်နေပါတယ်ဗျာနော်အဲ့တော့ဒီမှာနှစ်ခွန်ဟိုမှာခွန်နှစ်အတူတူပါနော်ခွန်နှစ်ပြောင်းပြန်ရေးလိုက်လေဟုတ်လားအဲ့တော့ဝမ်းကြီးကနှစ်ခွန်ဖြစ်နေတော့နှစ်ခွန်အမာဖြစ်နေတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာဒီမှာလဲကြည့်မယ်6 19ဒီမှာလဲ6 19ဒီမှာလဲ6 6အဲ့တော့ကျွန်တော်ကစဉ်းစားကြည့်ရတော်တော်ကြက်လာတဲ့အတွက်ကျွန်တော်အနေနဲ့ဘယ်လိုကစားမလဲဆိုရင်မမိတ်ကန်ကန်ပဲကျွန်တော်တို့ ဝမ်ချိန်နဲ့ကြီးထိန်နဲ့ကတ်လိုက်မယ်နော်အမျိုးတို့ကြိုက်ချင်တဲ့ယူမကြိုက်ချင်တဲ့ယူပါနဲ့နော်အဲ့တော့ကိုးနှစ်ကိုးခွန်6ခွန်6နှစ်6ခွန်တင်းနှစ်တင်းနှစ်တက်ခွန်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ရတယ်အဲ့တော့တင်းနှစ်တက်ခွန်ဆိုပြီးရတဲ့အခါကျကျွန်တော်တို့က ရွေးကနန်းအနေနဲ့စဉ်းစားရတော့မယ်เนาะရွေးကနန်းအနေနဲ့စဉ်းစားမဲဆိုတာကကျွန်တော်တို့မနေ့ကလည်းပြောခဲ့တယ်เนาะလေးအဲဒီဒီလေးလေးကိုပြိတ်ကြအောင်เนาะလေးကိုလင်းအဲ2496 2496ပြိတ်ဟာတဲ့ဒီပြင်မှာဆင်းရမယ်ဒီမှာလေးပြိတ်ဒီလေးပြိတ်ကြောင့်2496ပြိတ်ကဒီမှာဟို3ရက်တွင်ဆင်းရမယ်ဆိုဒီမှာဆင်းတယ်ဟိုလေးပြိတ်ဟုတ်လားအဲ့တော့အခုလဲ၄၄ကိုပြိတ်ပဲတဲ့၄ကိုပြိတ်ဖြစ်တဲ့အတွက်၄၄ကို 6ဆိုတဲ့ဗရိတ်ဟာတဲ့3ရက်တွင်မှာထပ်ပြီးဆင်းရအောင်မယ်တဲ့ဟာလာတယ်နော်အဲ့လိုမျိုးလာထားတယ်အဲ့လိုမျိုးလာထားတဲ့ခါကျတော့ကျွန်တော်တို့ဒီမှာပြန်ကြည့်မယ်ဆိုရင်2496ဆိုတဲ့ဗရိတ်ထဲမှာကျွန်တော်တို့96ဆိုတဲ့69ဆိုတာပဲကျွန်တော်တို့6ပြိတ်သွားကြိုက်တယ်เนาะ6ပြိတ်သွားကြိုက်တယ်အဲ့တော့ကျွန်တော်တို့ကဒီ60ခွန်တပောက်ထဲကိုပဲထိုးမလားเนาะကျွန်တော်တို့နောက်တစ်ခါကျွန်တော် Viper မှာကျွန်တော်ပေးခဲ့တဲ့တပတ်စာတပတ်စာဆိုရင်ကျွန်တော်တို့ဖောင်းတစ်ခုဖြစ်သွားတာဗာလဲဆိုတော့ဒီတပတ်မှာ အင်္ဂါမကျော်ပတ်ဒီကိုရှိကကျွန်တော်တို့ကဒီကနေ့ကျမှကျွန်တော်တို့ကြာသွားတယ်နော်အဲ့တခုပဲပေါင်းဖြစ်သွားတယ်ကျန်တာကဟိုကဘော်ဒူးမကျော်ပတ်ဒီ၃ရလဲကျွန်တော်တို့ဟိုသား53ဆိုပြီးတော့အင်္ဂါနေ့နဲ့ကွာကြိုထွက်တဲ့ဘော်ဒူးနေ့မှာလဲ73ဆိုပြီးပြန်ထွက်တယ်နော်နောက်တစ်ခါကျတော့ကျွန်တော်တို့မပြောက်ပတ်ဒီတပတ်စာပတ်ဒီ36ကလည်းကျွန်တော်တို့အဲ့လိုမျိုးပဲပေါ့နော်ဒီကနေ့လည်းထပ်ထွက်တယ်ဟုတ်လားနောက်တစ်ခါမပြောက်ပတ်ဒီ38ကလည်းအကုန်ထွက်သွားတယ်ကျွန်တော်တို့အခုလက်တော့ကြံနေတာပါလဲဆိုတော့မွေးပရိတ်38ကြံနေခဲ့တယ်ကောင်းပြီ38ကြံနေခဲ့တော့ဒီမွေးပရိတ်ကိုကျွန်တော် ိုတပတ်စာကတ်တီးရတော့ကြံခဲ့ရင်လည်းတလုံးပဲเนาะအဲ့တော့ပြက်တော့ပြက်ခဲတယ်အဲ့တော့ကျွန်တော်တို့ကအဲ့မှာခုနပြောတယ်ဗါလဲ38ဘရိတ်ဟုတ်တယ်နော်အဲ့တော့38ဘရိတ်38ဘရိတ်ဆိုတဲ့ဟာကိုကျွန်တော်တို့ကဒီမှာကြည့်မယ်ဆိုရင်ဒီမှာ10ဘရိတ်ဒီမှာ3ဘရိတ်ဒီမှာ3ဘရိတ်ဒီမှာ10ဘရိတ်ဟုတ်ပြီအဲ့ဒီ၄ွက်ရှိတယ်အဲ့တော့အဲ့ဒီ၄ွက်ရှိတယ်အဲ့ဒီ၄ွက်ထဲမှာကျွန်တော်ကြိုက်တာတွေကိုကျွန်တော်ပြောဆိုရင် ကျွန်တော်ကြိုက်တာကိုကျွန်တော်ပြောပါမယ်เนาะအဲ့ဒါဗာလဲဆိုတဲ့အခါကျတော့6ခွန်6 9 1ခွန်ကိုကျွန်တော်ပို့ထိုးပါမယ်เนาะဒီ3ခွက်ကိုကျွန်တော်ပို့ထိုးပါမယ်အမျိုးလိုလဲကြိုက်ရင်လိုက်ထိုးပါမကြိုက်ဘူးဆိုရင်လည်းကျွန်တော်ပြောနေကြထုံးကြံအတိုင်းပဲကီးထိတ်ကိုယူထိုးထိုးကီးကိုယူထိုးထိုးဘရိတ်ကိုယူထိုးထိုးเนาะမာစတာကီးကိုပဲယူထိုးထိုးဝမ်းကျင်ကိုပဲယူထိုးထိုးကြိုက်တယ်လို့ယူထိုးပါလို့เนาะကျွန်တော်အနေနဲ့ပြောချင်ပါတယ်ကဲဒီကနေ့တော့ကျွန်တော်ရဲ့ဗီဒီယိုတင်ဆက်မှုတွေကဒီလောက်ပဲဖြစ်ပါတယ် အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေနော်နောက်ဆုံးပိတ်အိတ်နဲ့လွယ်နိုင်ကြပါစေဟိုဆူတောင်းပေးရင်ဒီကနေ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီမှာနေမဲ့အဆုံးတတ်လိုက်ပါတယ်ဗျာ